မြန်မာနိုင်ငံကနေပတ်စံရှာလို့ရတယ် TikTok account ကိုဘယ်လိုမျိုးဖွင့်ရရိုးရိုး TikTok ကနေကျွန်တော်တို့ဗီဒီယိုပတ်ပြီးတင်ပြီး1 million 2 million ဘလောက် view ပဲရရပတ်စံတပြားမမရဘူးဆိုရင်တော့အဲ့ဒီ account ကတော့ဗာများအကျိုးရှိမှာမဟုတ်လို့လေဗျာဆိုတော့ဒီလိုမျိုး account တွေကိုတော်တော်များများထင်နေကြတာကတော့ပတ်စံပေးဝယ်မှပဲရတယ်လို့ထင်နေကြပါနော်ဒါလည်းပြောရမယ်ဆိုရင်ဒီပညာကိုမလိုက်စားတဲ့လူကတော့ဒီလိုမျိုးပဲပြောကြမှာပေါ့ဒီနေ့ဗီဒီယိုကိုအဆုံးထိကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒီ account ကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့တည်သွားမယ်ပေါ့နော်နောက်ဆိုအဲ့လိုမျိုး account တွေကိုပတ်ပြီးတော့ကိုကိုတိုင်းတော့ရောင်းတက်သွားမယ်ကျွန်တော် channel မှာအခုမှအသ တက်ဆိုင်လဲကျွန်တော် channel လေးကိုလဲ subscribe ပေးခဲ့ဖို့လုံးဝမမေ့ပါနဲ့ကြည့်တာဆိုရင်တော့အချင်းလေးမဆွဲပဲနဲ့ကျွန်တော်ဆက်လိုက်ချင်မလား Let's go ဒီဒါဆိုင်နဲ့ကျွန်တော်တို့မြန်မာနိုင်ငံကနေပတ်စံရှာလို့ရတဲ့ TikTok account ကိုကျွန်တော်တို့ဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ပြောပြပေးတော့မယ်ပေါ့နော်ထဲဆုံးနေနဲ့ကျွန်တော် brother တွေကဘာလုပ်ရမလဲဆိုတော့ဒီ play store ကနေကျွန်တော်တို့ဒီ power browser လေးကို down ရအောင်ပေါ့နော် play store အထဲကိုကျွန်တော်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီ search bar မှာ power browser ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ application ကိုဒီ browser လေးကိုကျွန်တော်တို့အရင်ဆုံး download ဆွဲလိုက်မယ်ပေါ့နော် okay ကျွန်တော် download ဆွဲပြီးပြီဆိုရင်တော့ကျွန်တော်တို့ကျွန်တော် VPN ခံရမယ်ပေါ့နော်ဆိုတော့ကျွန်တော် VPN VPN ခံဖို့အတွက်ဆိုရင်တော့ကျွန်တော်ကတော့ဒီ free VPN တစ်ခုနဲ့ကျွန်တော်တော့အပြပေးသွားမယ်ဆိုတော့ကျွန်တော်တို့ site ပေါ်တဲ့ VPN လေးပေါ့နော်ဒီ VPN နဲ့ကိုကျွန်တော်ဝင်လိုက်မယ်ဂျပန်ဆိုတဲ့စာပါလေးရှိရပေါ့နော် account လေးကိုကျွန်တော်တစ်ချက်နှိပ်ပြီးတော့ဒီမှာတစ်ချက်ချိန်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ VPN လဲကျွန်တော်ဂျပန်စာပါကိုလဲကျွန်တော် connect လုပ်ပြီးပြီဆိုရင်တော့ဒီ power browser ထဲဝင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ search bar မှာကျွန်တော်တို့ဘာရိုက်ထည့်ပြရမလဲဆိုတော့ TikTok sign up ဆိုပြီးတော့ရိုက်ထည့်ပေးလိုက်မယ်ပေါ့နော် okay ကျွန်တော်ကတော့ဒီမှာရိုက်ထည့်ပြီးသားဆိုတော့ဒီထဲကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် okay ဒီနေရာမှာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီလိုမျိုးဖြစ်နေပြီ okay ဒါဆိုရင်တော့ရပြီဆိုတော့ကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက် ုင်မယ်ဗောနော်ဒီ science ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ်ပြီးရင်ကျွန်တော်ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ knockdown ကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မယ်ဗောနော်ပြီးရင်ကျွန်တော်တို့ခဏလေးစောင့်ပေးလိုက်မယ် โอเคကျွန်တော်ဒီနေရာမှာဂျပန်လို့ပေါ်လာပြီဆိုရင်တော့ရပြီပေါ့နော်အဲ့ဒါကိုမပေါ်မချင်ခဏလေးစောင့်ပြီးပါအဲ့ဒါဒီမှာဂျပန်လို့မပေါ်ဘူးဆိုဂျပန်ကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဂျပန်ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဂျပန်ကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီအောက်ကဒန်းကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်โอเคဒါဆိုရင်တော့ကျွန်တော်ဂျပန်ဖြစ်ပြီဆိုရင်တော့ကျွန်တော်အကောင့်စာဖွင့်မှာပေါ့နော်ကျွန်တော်တို့အကောင့်စာဖွင့်မယ်ဆိုရင် use for email ကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကကြတော့ကျွန်တော်ဘတ်ဒေးထည့်ခါနေပေါ့နော်ဘတ်ဒေးထည့်တဲ့အချိန်မှာအသက်၁၈နှစ်ပြည့်တဲ့ဘတ်ဒေးကိုပဲကျွန်တော်ထည့်ပေးပါโอเคဘတ်ဒေးလည်းကျွန်တော်ထည့်ပြီးပြီဆိုရင်တော့ကျွန်တော် next ဆိုနှိပ်ပေးမယ်ကျွန်တော်တို့ဒီဖုန်းနေရာမှာလည်းကျွန်တော်ဂျပန် ်လို့ပေါ်နေပေါ့နော်ဆိုတော့ကျွန်တော်ရပြီဆိုတော့ကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ဖွင့်မှာမဟုတ်ဘူးကျွန်တော် email နဲ့ဖွင့်မှာဖြစ်တဲ့အတွက် email ကိုကျွန်တော်တက်ချက်နှိပ်လိုက်မယ်ပေါ့နော် okay email ကိုကျွန်တော်တက်ချက်နှိပ်ပြီးတော့ကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့ gmail account ဖြစ်ဖြစ်ကျွန်တော် outlook mail ဖြစ်ဖြစ်ကျွန်တော်ထည့်မယ်အာဒီ account ကကျွန်တော်တို့ဒီ TikTok account တခါမှမဖွင့်ထားတဲ့ gmail ပဲကျွန်တော်ထည့်ပေးပါ okay အဲ့လိုမျိုးကျွန်တော်ထည့်ပြီးပြီဆိုရင်တော့အာကျွန်တော်တို့ရှစ်ကိုဆက်သွားလိုက်မယ် password က create လုပ်ခံတဲ့အချိန်မှာသူက storm password ကိုမှလက်ခံတယ်ပေါ့နော် storm password ဆိုတာကနေအကြီးတစ်လုံးပါမယ်ဥပမာ a ဆိုရင် a အကြီးတစ်လုံးပါမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့နံပါတ်တစ်ခုခုပါမယ်ဗျာနံပါတ်ဆိုတာကျွန်တော် 1 2 3ကြိုက်တဲ့အကောင်ကိုကျွန်တော်တို့တစ်ခုခုပါမယ်ပြီးရင်ကျွန်တော်တို့စင်ပဲတစ်ခုခုပါမယ်ပေါ့နော်စင်ပဲဆိုတာ hashtag တစ်ပါးစမ်းတူအဲ့လိုမျိုးတစ်ခုခုပါရမယ် password ကတော့ stone ဖြစ်ပြီဆိုရင်တော့ကျွန်တော်ရှေ့ကိုဆက်သွားလိုက်မယ်ပေါ့နော်ခုနထည့်ခဲ့တဲ့ mail ထဲမှာပေါ့နော်ကျွန်တော်ကုတ်လေးကြားလာမယ်ပေါ့နော် โอเคဒါဆိုင်တော့ကျွန်တော်ဒီနေရာမှာတော့ user name ထည့်ခါနဲ့ user name ကိုကျွန်တော်အခုထည့်ချင်လဲရတယ်ဒါမှမဟုတ်မထည့်ချင်ဘူးဆိုရင်လဲ skip ကို nail လဲရတယ်ဗောနော်โอเคဒါဆိုင်တော့ကျွန်တော်တို့ရဲ့ account ကတော့ရသွားပြီဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်ဗောနော်ဒီ account ကို person share လို့ရရတဲ့ account ကိုဖြစ်ရလားဆိုတော့ကြည့်ဖို့အတွက်ဆိုရင်ကျွန်တော် profile ထည့်ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် asset 3ဆက်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဗောနော်ပြီးရင်ကျွန်တော်တို့ manage account ထည့်ဝင်လိုက်မယ်ပြီးရင်ကျွန်တော် account region နေမှာ oh my god ဒီမှာ japan account ဖြစ်ပြီဗောနော်ဆိုတော့ကျွန်တော်တို့ရသွားပြီ japan account ကျွန်တော်ဘာလို့ဖွင့်ခိုင်းတာလဲဆိုတော့ဒီ japan account ကဒီ person share လို့ ရတဲ့ account ပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ monetization ဆိုတဲ့ creator reward program လေးရှိတယ်ဆိုတော့ဒီကနေကျွန်တော်ပတ်စံရှာလို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တော်တော်များများထင်နေကြတာတော့ကျွန်တော် Japan TikTok account လို့ပြောလိုက်တယ်သူတို့ထင်နေကြတာတော့ဒီ point ယူလို့ရတဲ့ကျွန်တော် TikTok like ပေါ့နော်အာဒီ video ကြည့်ပြီးတော့ပတ်စံရှာလို့ရတဲ့ TikTok like account လို့ကျွန်တော်ထင်နေကြတာပေါ့နော်အဲ့လိုမျိုးမဟုတ်ပါဘူးဒီ account ကကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော် video team တော့ပတ်စံရှာလို့ရတဲ့ account ပေါ့နော်တနည်းအားဖြင့်ကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီ account ကျွန်တော် monetization ကျွန်တော်ရှောက်လို့ရတဲ့ TikTok account ပဲဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒါက browser browser နဲ့ပဲကျွန်တော်တို့ account ဖွင့်ရသေးရပါတော့ဆိုတော့ TikTok application နဲ့ account မဝင်ရသေးဘူးဆိုတော့ browser ဘာလုပ်ရမလဲဆိုတော့ TikTok application နဲ့ကျွန်တော်တို့ဒီ account ဝင်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော် account လည်းကျွန်တော်ဝင်ပြီးပြီဆိုရင်တော့ကျွန်တော်ထိတ်ဆုံးအနေနဲ့ကျွန်တော် profile ထဲကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်ကျွန်တော်မြင်းချောင်း၃ချောင်းလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် setting and privacy ထဲကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် account ထဲကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော် account information ထဲကိုဝင်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ account ကတော့ Japan TikTok account ဖြစ်တာတော့မှန်သွားပြီဆိုတော့ဒီ account လေးကတော့ကျွန်တော်တို့ဒီ creator rule program ပါတဲ့ account ပဲဖြစ်ပါတယ်ဒီအလိုမျိုးကျွန်တော် account လည်းဝင်ပြီးပြီ ဆိုတော့ကျွန်တော် VPN နဲ့ဗားလေးဖြုတ်လို့ရပြီဆိုတော့ကျွန်တော်တို့ပြန်ထွက်မယ်ပြန်ထွက်မယ်ပြီးရင်ကျွန်တော်တို့ဒီ Creator Real Program ပါလားဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်ဘယ်တော့ပြီးရင်ကျွန်တော်မြင်းချောင်း၃ချောင်းတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် TikTok Studio ထဲကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒီနေရာရောက်လာပြီဆိုရင်တော့ Monetization ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် Okay ဘာသာတော်ဒီမှာမြင်းတဲ့အတိုင်းပဲဒီမှာ Creator Real Program ပါတယ်ဗောနော်ဆိုတော့ဒီအကောင့်တော့ပတ်စံရှာလို့ရတဲ့အကောင့်ပဲရသွားပြီဗောနော်ဆိုတော့ဒီအကောင့်ကိုကျွန်တော်တော်တော်များများပတ်စံပေးပြီးတော့ဝင်နေကြတယ်ဒါတော့ဒီလောက်ထိလွယ်တာဗျာကျွန်တော်ဒီလောက်ထိလွယ်လွယ်လေးနဲ့ကျွန်တော်ဖွင့်ပြပေးသွားပါဗောနော်ကျွန်တော်တို့ဒီ Monetization နဲ့ပါတယ်ကျွန်တော်တို့ဖြစ်ဖို့ ွက်စင်လဲကျွန်တော်တို့အဲဒီ TikTok ကကျွန်တော်ရက်30တွေမှာ view တက်သိရှိရမယ်ပြီးကျွန်တော် follower 1000ပြည့်မှရမယ်ပေါ့နော်အဲ့ဒါပြည့်မှပြီဒီ monetization ပြီးရှောက်မယ်အဲ့လိုမျိုးကျွန်တော် monetization လဲကျွန်တော်ရှောက်ပြီးတော့ကျွန်တော်အောင်သွားပြီဆိုတော့ကျွန်တော် ID တွေတင်ခိုင်းနေပေါ့နော်အဲ့ဒါအမျိုးကျွန်တော် ID တွေတင်ပြီးတော့ကျွန်တော်တို့ ban တွေချိန်ရမယ် ban ချိန်တဲ့နေရာမှာတော့ကျွန်တော်မြန်မာနိုင်ငံ ban တော့ချိန်လို့မရဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်အာဆိုတော့ကျွန်တော်နိုင်ငံခြား ban ချိန်ရမယ်ဆိုတော့တော်တော်များများတာ Thai ban တွေချိန်ကြရပေါ့နော်ဆိုတော့ကိုယ်မှာ Thai ban တွေမရှိဘူးဆိုရင်လဲဒီ service ပေးတဲ့လူတွေရှိရပေါ့နော်သူတို့စီကနေကျွန်တော်တို့ ban တွေချိန်ပြီးတော့ကျွန်တော်တို့10 minute အထက် video တွေ site ပြီး တင်မယ်ဆိုရင်တော့ကျွန်တော်ပတ်ဆက်ဆားပြီးတော့ရမယ်ပေါ့နော်ဗီဒီယိုတင်တဲ့အချိန်မှာလည်းကျွန်တော်မြန်မာနိုင်ငံအကြီးနိုင်မဲ့ဗီဒီယိုထဲကျွန်တော်နိုင်ငံခြားလူတွေကြီးနိုင်မဲ့ဗီဒီယိုတင်တာပိုကောင်းမယ်လို့ထင်တယ်ပေါ့နော်အလက်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံအကြီးတဲ့ view ကတော့ကျွန်တော်တို့ထင်တယ်လောက်ပတ်ဆက်မရှိဘူးလို့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနိုင်ငံခြားလူတွေကြီးနိုင်မဲ့ဗီဒီယိုပဲတင်စေချင်တယ်ပေါ့နော် Okay ဒါတင်တော့ကျွန်တော်တို့ဒီဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော် Brother တို့အတွက်ဒီဗီဒီယိုအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်တယ်အကြိတ်တဲ့ Brother တို့တွေကဒီပိပဲအကောင်ဖွင့်နေသိချင်တယ်ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ပါကျွန်တော်တို့အမပြန်ဆိုကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကို Thanks for watching.